င်္ဂလာဆောင်နဲ့လာတဲ့သူတွေကတော့အရန်အံ့ဩတာကိုရွှေမန်းဒီလိုကြီးကိုရွှေရဲ့ဒီလိုကြီးရိုက်ထားတာပါလားအားလုံးကလည်းပျော်ကြရဲ့နောက်ပြီးတော့ wedding ဆိုတာဒါမျိုးလုပ်တင်တယ်ဆိုတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတော့ကျေးဇူးတော်တင်ပါတယ်ခင်ဗျာဆရာဒရိုက်တာအောင်မြတ်ရဲ့ တကယ် idea စစ်စစ်နဲ့သူ့ရဲ့ phantom မူရတကယ်ဟို amazing ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ video မကြည့်ရသလိုတို့သာသူတမီလည်းအဲ့ဒီ video လုံးဝကြည့်ခွင့်မရှိဘူးသူတို့ရိုက်ထားတာရိုက်ထားတာသူ့ရဲ့မင်္ဂလာဆောင်ကိုကျွန်တော်စီစဉ်ပေးပါဆိုပြီး idea ဘိုင်းနဲ့ပတ်သက်ပြီးတော့ planning ပိုင်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးကျွန်တော်တို့ကတကယ်ချင်းအကူအညီပေးပါဆိုပြီးတော့လွန်ခဲ့တဲ့6လလောက်ကပေါ့သူကစပြောလာတဲ့အချိန်မှာဖြစ်ချင်တော့ကျွန်တော်ရဲ့အလုပ်တွေနဲ့သွားတိုက်တယ်ကျွန်တော် project နှစ်ခုလောက်နဲ့တိုက်နေတယ်ဆိုတဲ့အခါကျတော့အာတကယ်ချင်းဒီမှာ project နှစ်ခုရှိရပေါ့ဒီနှစ်ခုကလည်းအာ deal လုပ်ထားတာတွေရောအဆီဇင်တွေအများကြီးရှိရဆိုတဲ့အခါကျတော့သူကတော့တွဲလုပ်ခိုင်းပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော် project တွေအကုန်ရွှေ့ပြီးတော့အလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်အာယုံ site တက်တဲ့သူဆိုတော့ သူ့ရဲ့မင်္ဂလာပွဲအစီအစဉ်ကိုလုပ်ဖြစ်ခဲ့တာပေါ့ဆရာဒရိုက်တာအောင်မြတ်ရဲ့တကယ် idea စစ်စစ်နဲ့သူ့ရဲ့ဖန်တီးမှုရာတကယ်ကို amazing ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ video မကြည့်ရသလိုသူတို့သူတို့လည်းအဲ့ဒီ video လုံးဝကြည့်ခွင့်မရှိဘူးသူတို့ရိုက်ထားတာရိုက်ထားတာသူတို့ရိုက်တော့ရိုက်ထားတယ်ဒါပေမဲ့အဲ့ဒီ video ကဘယ်လိုပုံစံလေးလာမလဲဆိုတာမသိဘူးပေါ့နော်အဲ့တော့အကုန်လုံးက surprise ဖြစ်တာပေါ့နီးတဲ့အချိန်မှာလည်းသူတို့သူတို့ကြည့်ကျင်တာအဲ့ဒီ video ကျွန်တော်ပေးမပြပါဘူးပေါ့နော်ကျွန်တော်အကုန်လုံးပိတ်ထား ဲ့ဒီဗီဒီယိုကလစ်နဲ့ပါရတော့ဒါအကိုအောင်မြတ်တို့ရဲ့သူတို့ရဲ့ဒီ production ကပဲအကုန်စီစဉ်ပေးသွားတာကျွန်တော်တို့အခုလက်ရှိလက်တလောပေါက်နေတဲ့သရိုးသားနဲ့သရိုးသမီးရဲ့ surprise ပေါ့သူတို့ရဲ့ pre wedding ကနေစပြီးတော့ဒီ wedding show ကြီးမှာပါသမျှ သူတို့ရဲ့ဝစ်စုံတိုင်းကတော့ကျွန်တော်ရဲ့ idea ပါ content တခွန်းချင်းစီတဲ့မှာ concept တိုင်းမှာအကောင်လုံးအံဝင်ခွင်ချပုံပေါ်ထားတော့ pack ၃ခုရှိတာကိုပထမဘိတ်သိက်ပမာဒုတိယကောင်းဆွန်ကောင်းဆွန်ကောင်းတဲ့ component တွေမျိုးပြီးနောက်အာ rockstar ဆိုလို့ရှိရင်ကျွန်တော်တို့ pot ကနေပြီးတော့ rock ကို ွားတဲ့ပုံစံမျိုးကိုကျွန်တော်က music နဲ့စေပြီးတော့လုပ်ထားရဲဆိုတဲ့ခါကျတော့အဲ့ fashion တကူ concept ချင်းစီတိုင်းမှာသူတို့ဖန်တီးပြီးတော့ရိုက်ထားတဲ့ပိုင်းတွေမြင်ရတော့ရမ်းအံ့ဩသွားကြတာအဲ့ဒါပါပဲဒီမင်္ဂလာဆောင်နှင်းပြုလုပ်ကြမယ်မင်္ဂလာသူတို့သားသူတို့သမီးတွေအတွက်ပေါ့နော်အဲ idea အစမ်းလေးတွေဒီဖန်တီးမှုပုံစံလေးတွေဒီမင်္ဂလာပွဲကြီးနဲ့မတူဘဲနဲ့သူတို့ဘလို idea လေးနဲ့လုပ်မလဲဆိုရဲအတွေးလေးတွေ TikTok မှာလည်းပြန့်နှံ့နေလीကျွန်တော်ပြောပါတယ်ကျွန်တော်အဲ့ဒီ check လေးကိုပို့ပြီးတော့ပြောပါတယ် လူတစ်ယောက်နဲ့တစ်ယောက်နဲ့အချိုက်ကတော့မတူဘူးခင်ဗျမင်္ဂလာဆောင်နှင်းပြုလုပ်ကြမယ်ဆိုရင်သတို့သားသတို့သမီးတိုင်းကသတို့အိမ်မက်တွေရှိတယ်အထူးသဖြင့်သတို့သမီးတွေပေါ့အဲသတို့သမီးတွေကသူတို့ဘဝတသက်တာမှာမင်္ဂလာဆောင်မီဟေ့ဆိုလို့ရှိရင်သူတို့ဘာလုပ်မလဲဘာဝတ်မလဲသူတို့ဘယ်လိုပုံဖော်မလဲဆိုရဲသူတို့ရဲ့စိတ်ကူးအိမ်မက်ကလေးရှိတယ်အဲ့ဒီစိတ်ကူးအိမ်မက်အတိုင်းပဲလိုက်ပါ 穿တော့ကိုမလိုက်ဖို့တော့ကျွန်တော်ကပြောချင်တာပေါ့နော်။ဘာလို့လဲဆိုတော့မင်္ဂလာဆောင်မှာကိုက satisfy ဖြစ်နေရမယ်။ပြီးနောက်တစ်ခုကပြောင်းနေရမယ်။အဲ့ဒီမှာအချက်တွေအများကြီးကိုကျွန်တော်တွေးပြီးတော့ကျွန်တော်စဉ်းစားတာပေါ့နော်။သူတို့တွေကပျော်နေရပေါ့အခုတော့သူတို့ကအရန်ပျော်နေကြတာလေအဓိကသူတို့ရဲ့ဒီဝတ်စားစင်မူဒီဖက်ရှင်နေနဲ့ပတ်သက်ပြီးတော့ဘာဖြစ်ကြလဲဆိုတော့မင်္ဂလာဆောင်နဲ့လာတဲ့သူတွေကတော့အရန်အံ့ဩတာ ကိုရွှေမန်းဒီလိုကြီးကိုရွှေကဒီလိုကြီးရိုက်ထားတာပါလားဟာပုံနဲ့ကလမ်းလာပြီလားဟာသူရမ်းပြောင်းနေသွားရင်သူ့အဲ့လိုဒီလိုဝစားဆင်မှုနေမှာတွေ့မှမတွေ့ဘူးကြာအဲ့ဒီပြင်းရတယ်ဆိုတဲ့အပိုင်းကလေဥပမာမင်္ဂလာသတို့သမီးကသူ့ရဲ့ဝစားဆင်မှု၄၅၆စုံနေလဲပြီးတော့သူ့ဝစားလဲနေတဲ့တစုံချင်းစီတိုင်းရဲ့မိနစ်30မှာပရိသတ်ကိုဒီတိုင်းထိုင်ခိုင်းထားတယ်ဆိုတဲ့အရာတွေကျွန်တော်ပွဲတိုက်မှာကြားနေတာပွဲလေးမှာသူတို့ကနေအပိုင်းလေးပဲဖြတ်တင်လိုက်ပြီးတော့ ပွဲဟူလာတဲ့သူရဲ့စိတ်ခံစားမှုကိုပါကျွန်တော်အများကြီးထက်ထွက်ပြီးတော့စဉ်းစားပါတယ်လေ။ तू ကဝစ်ဆောင်သုံးဆောင်လဲမယ်ဆိုရင်တဏ္ဍာရွယ်လောက်ပရိသတ်ခါထိုင်ဆောင်နေရပါလိမ့်နော်။အဲ့ဒီအပိုင်းนี่လဲကျွန်တော်ပရိသတ်ရဲ့အချိန်ကိုရန်လေးစားပါတယ်။အဲ့ဒါကြီးလဲကျွန်တော်သေချာလေးပြန်ပြင်ဆင်ထားပါတယ်ဟုတ်။ပျော်ပါတယ်ခင်ဗျဟုတ်ပျော်ပါတယ်ဟိုအဓိကလေအဲ Facebook တို့အဲ TikTok ကကြည်ပြီးတော့ဒါလေးကိုချီးကျူးကြတဲ့ပရိသတ်တွေကိုရမ်းကျေးဇူးတင်တယ်ပေါ့နော်အဓိကလေကျွန်တော်တို့ကအဲ့လိုကြော်ကြားဖို့အဲ့လိုအောင်မြင်ဖို့အတွက်ကျွန်တော်တို့လုပ်တာမဟုတ် သူတို့သားသူတို့သမီးပျော်ရွှင်မှုအတွက်နဲ့ပွဲကိုတက်လာတဲ့သူတွေအတွက်ကိုအမြဲတမ်းအမှတ်တရဖြစ်နေစေပြီးတော့အားလုံးပျော်ရွှင်နေမဲ့အပိုင်းလေးကိုပဲကျွန်တော်ဦးစားပေးခဲ့တာပါအဲ့တော့အားလုံးကလည်းပျော်ကြရဲနောက်ပြီးတော့ wedding ဆိုတာဒါမျိုးလုပ်တင်နေဆိုတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတော့ကျေးဇူးတော်တင်ပါတယ်ခင်ဗျာဒါပေမဲ့ဟိုလေ wedding ဆိုတာကတော့ကိုယ်စိတ်ချိုက်ပဲလုပ်ဖို့အတွက်ကိုတော့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာ ချက်ချင်းကန်ဟိုအဲ့လေပွဲမပြီးခင်ကလေးကကျွန်တော်ဒီပွဲတစ်ခုကိုလုပ်နေပြီဆိုတော့ကျွန်တော်ရဲ့အထိုင်ဝိုင်းသိတာဟုတ်သိတော့အာနီးစက်ရာတငယ်ချင်းတွေရဲ့မင်္ဂလာပွဲတွေလာပြောတာကြီးလည်းရှိတယ်ပြီးတော့တခြားအပြင်ရပါတော့အခုဆိုလို့ရှိရင်ဒီမင်္ဂလာပွဲသူရဲ့ wedding planner အခေါ်လာအဲ့ဒါမျိုးလုပ်ဖို့တွေပြီးတော့ idea ပဲပေးဖို့တွေလာပြောတယ်ဆိုတဲ့အခါကျတော့ကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဟိုတခုရှိတာဗာလဲဆိုတော့လေကျွန်တော်လုံမလို့ပါတော်တော်ကြာပြီသိရမလား